ရှင်းအောင်ပစ္စည်းတို့စူးစီးပြသနိုင်ဖို့အတွက်ရှင်ကျေးမှုပြကန်းဆောက်လုပ်သွားဖို့တနင်္သာရီမြို့နယ်မှာတိစောက်သွားဖို့ရှိပါတယ်ဒီသတင်းကိုတော့ဒေါ်လေးလေးမှာပေးပို့ထားပါတယ်တနင်္သာရီတိုင်းဒေသကြီးတနင်္သာရီမြို့နယ်တွင်သမိုင်းဝင်ရှင်းအောင်ပစ္စည်းတွေထိမ့်သိမ်းပြသနိုင်ဖို့အတွက်ရှင်ကျေးမှုပြကန်းတစ်ခုတိစောက်သွားမှာဖြစ်ပါတယ်ထိုင်းနိုင်ငံနဲ့ဤတဲ့အတွက်ရှင်းအောင်ပစ္စည်းတွေဟာဤမျိုးမျိုးနဲ့တစ်ဖက်နိုင်ငံကိုရောက်သွားရတာတွေကိုထိမ့်သိမ်းနိုင်ဖို့အတွက်ပြကန်းကိုတိစောက်ရတော့မှာဖြစ်တယ်လို့တနင်္သာရီမြို့နယ်ကစာပေနဲ့ရင်ကျေးမှုထိမ့်သိမ်းမြင့်တင်ဆောက်ရှောက်ရုပ်ဖွဲ့ကပြောပါတယ် ဒီမှာကျွန်တော်ပစ္စည်းအမျိုးအစားအများပေါ်ခြေပစ္စည်းတို့ဟိုကြွေထပ်ပစ္စည်းတို့အုပ်အများကြီးပေါ့ကိုဘော်တို့ဘတို့အများကြီးဟိုချိုးလေးလဲဆွေထယ်လေးတွေဆွေဖျားလေးတွေပဲပါလေလဲကြီးပါတယ်ဒီကျွန်တော်ဖေနိုင်ကယူရီးယားနဲ့နှီးတဲ့အတွက်ကျွန်တော်ကဘူဖျားနေပြီးတော့လောက်ဝယ်တဲ့ဟာလဲရှိတယ်ဒီကနေ့ယူတော့ရောက်တဲ့ဟာလဲရှိပါတယ်အေးခရက်ပေါ့အဲ့တော့ကျွန်တော်ထိတ်သိမ့်ဖို့အတွက်ဟိုနေရမရှိတော့သူတဖေနိုင်ကနှီးမျိုးမျိုးနဲ့ရောက်တော့ရပါတယ် ဒေသအုပ်ချုပ်ရေးအဖွဲ့ရဲ့ခွင့်ပြုချက်နဲ့ပြုလုပ်တာဖြစ်ပြီးအစိုးရအဖွဲ့နဲ့မြို့နယ်စပီရင်ကျင်းမှုအသင်းညှိနှိုင်းကောင်တဲ့ပေါ်ခဲ့ကြတာဖြစ်ပါတယ်။ပြာကန်းကုန်ကြမှုက3300ကျော်ကုန်ကြမှာဖြစ်ပါတယ်။အခုထိတော့ပြာကန်းလူရှင်တွေရဲ့ငွေ350ခန့်ရရှိနေပြီဖြစ်ပါတယ်။2019ဇွန်လပိုင်းလောက်မှာပြာကန်းဖြစ်ပေါ်လာရင်နောက်မျိုးဆက်တွေသမိုင်းပညာရှင်တွေအလွယ်တကူလေ့လာနိုင်မဲ့အပြင်တစ်ဖက်နိုင်ငံတွေကိုရှေးဟောင်းလက်ရာတွေတရားမဝင်ရောက်ရှိတာတွေနဲ့ပါဖို့အထောက်အကူဖြစ်လိမ့်မယ်လို့သိရပါတယ်။ကျမလေးလေးမောင်မော